အားလုံးပဲမင်္ဂလာပါ Football Day ADI Channel ကနေပြီးတော့ညီကိုတို့အားလုံးကိုပြန်လဲချိုးချိုး live ပါတယ်။ဝဲကောင်းလေးတွေမောင်းတွဲလေးတွေလည်းတင်ပြသွားမှာလို့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်သွားပေးကြပါအောင်ဗျ။အရင်တည်းကကျွန်တော်စိတ်ကြိုက်သုံးဝဲပေးခဲ့တာညီကိုတို့အားလုံးပဲရားလိုက်မယ်လန်လိုက်မယ်လို့ထင်တယ်။မနေ့တော့ကတော့ကျွန်တော်အလုပ်လေးနည်းနည်းရှိတာနဲ့ညီကိုတို့အတွက် video မတင်ခဲ့ပေးလိုက်ရဘူးဗျာ။ကဲဒါဆိုရင်ပေါ်တူဂီကတကယ်ကောင်းတဲ့ခြေစွမ်းနဲ့ဂိုးပေါ်ခဲ့ပြီးဒီလီပွဲလေးကလည်းဂိုးပေါ်ခဲ့တယ်ဗျာ။ ော်ဝေးတိုက်စစ်မှုဟာလန်ကတော့ရက်တန့်လို့မရနိုင်သေးပဲပေါ့ဗျာယူကရိန်းတို့အနေနဲ့လည်း body လေးအောင်ခဲ့တာကိုကျွန်တော်တို့တွေ့ခဲ့ရမယ်ဗျဟုတ်ပြီဗျာဒီနေ့တော့ကျွန်တော်ရဲ့ဆွေညီကိုတို့အတွက်မောင်းနှင်းလေး၃ပွဲကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဗျပထမတစ်ပွဲအနေနဲ့ Belgian နဲ့ Leicester ပေါ့ကြီးလေးကတော့ချေးပြင်းတယ်ဗျာ Belgian ဘက်ကတော့ရိုက်ချင်းစရာပဲညီကိုတို့အနေနဲ့ Belgian ကနေပြီးတော့ချေးလေးက၅လုံးကိုပြား60ရှုံပေးထားတယ်ပြီးတော့ဂိုးပေါင်းလေးကတော့6လုံးကို20နိုင်ပေးထားတာကိုတွေ့ရတယ်ပေါ့ဗျာ ဟက်ဒူဟမ်မှာတော့ဘယ်ဂျီယံအသင်းအနေနဲ့လိုင်းချက်စတန်အသင်းကိုထိတ်တိုက်တွေ့ဆုံမှုတကြော့ပဲရှိထားတာကိုတွေ့ခဲ့ရတယ်။တွေ့ဆုံထားတဲ့ရလဒ်မှာလည်း6-0ရလဒ်နဲ့ခိုးပေါ်ထားတာကိုကျွန်တော်တွေ့ရတယ်ဗျ။လက်ရှိဖောင်ရဘယ်ဂျီယံအသင်းအနေနဲ့နောက်ဆုံး5ပွဲမှာ3ပွဲနိုင်2ပွဲတည်းရလဒ်ထွက်ပြီးတော့လိုင်းချက်စတန်ကတော့နောက်ဆုံး5ပွဲမှာ5ပွဲတောင်ရှုံးထားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဗျ။ဘယ်ဂျီယံအသင်းအနေနဲ့4-2-3-1ကစားကွက်နဲ့ပွဲထွက်လာနိုင်ပြီးတော့တိုက်စစ်မှာဒိုကူ၊ထရော့ဇက်၊ဒီကာဒီလီရဲပွဲထွက်လာနိုင်မှာရှိတယ်။ အဂျက်စတန်အတင်းနေတော့352ကစားကွက်နဲ့ပဲပွဲထက်လာနိုင်မှာရှိပါတယ်ဒီပွဲကတော့ဘယ်ဂျီယန်တို့ရဲ့အိမ်ကွင်းမှာနိုင်ကိုနိုင်မဲ့ပွဲဂိုးမြူးမဲ့ပွဲလည်းဖြစ်တယ်ဗျတေးရဆိုရင်တော့ကျွန်တော်ဘယ်ဂျီယန်ကိုဘော်ဒီကြိုက်တယ်ဂိုးပေါင်းလေးနေတော့ကျွန်တော်ဂိုးပေါင်းလေးကိုရွေးချက်ပေးခြင်းပါတယ်ဗျโอเคညီကိုတို့ဒုတိယပွဲလေးကျွန်တော်တို့ focus ထားလိုက်အောင်ဒုတိယပွဲအနေနဲ့တော့ကျွန်တော်ရွေးချက်ပေးခြင်းတော့စပိန်နဲ့တူရကီပွဲလေးပဲဖြစ်ပါတယ်ပေါကြေးလေးအနေနဲ့တော့စပိန်ဘက်ကနေပြီးတော့နှလုံးတည်ပေးထားပြီးတော့ဂိုးပေါင်းလေးကတော့3လုံးကို89တောင်ပေးထားရပြီ ဲ့ရရာစပိန်က2016မှာတကြိမ်ဂိုးပြတ်နိုင်ထားပြီးတော့ခြေစစ်ပွဲမှာလည်း6-0ဆိုတဲ့ရလဲနိုင်ထားတာကိုကျွန်တော်တွေ့ခဲ့ရပြ။စပိန်တို့ကတော့ group ထိပ်မှာတတရရာအေးစစ်ရှင်းနေပြီးတော့ဒီမှာတစ်ချက်ပြောစရာရှိတယ်ပေါ့နော်တူရကီကဒုတိယအနေအားမှာပဲချွတ်ချွတ်လွတ်လွတ်နဲ့ play off ကံရမယ့်အနေအထားကိုကျွန်တော်တို့တွေ့ခဲ့ရတယ်စပိန်အသင်းနေနဲ့433ကစားခွက်ကိုကစားနိုင်ွယ်ရှိပြီးခြေစွမ်းပြနေတဲ့ Orezabe ၊ Queenland ထိုင်မှာ Zubamendi နဲ့ Mikel Merino နဲ့ဝင်းဘက်တွေဖြစ်တဲ့ကုကူရလာပိုလိုတိုနဲ့ပဲဆက်လက်ပွဲထွက်လာနိုင်မှာရှိတယ်ဗျတူတကီအသင်းနေနဲ့4231ကစားကွက်ကိုခင်းချင်းလာနိုင်တယ်ဗျချေးရဆိုရင်တော့ကျွန်တော်ကစပိန်ဘက်မှာရှိနေပြီးတော့စပိန်ဘော်ဒီပေးခြင်းနဲ့ဂိုးပေါင်းလေးနေကတော့ကျွန်တော်ဂိုးပေါ်လေးပဲထပ်မံရွေးချက်ပေးချင်ပါတယ်ဗျတတိယပွဲလေးအနေနဲ့တော့ကိုဆိုဗိုနဲ့ဆစ်ဇလန်ပွဲလေးကိုကျွန်တော်တုံးသက်ရွေးချက်ပေးလိုက်ပါတယ်။ပေါက်ကြီးလေးအနေနဲ့ဆစ်ဇလန်ဘက်ကနေပြီးတော့တလုံးစီပေးထားပြီးတော့ဂိုးပေါင်းလေးကတော့၃လုံး90နိုင်အောင်ပေးထားတယ်။ဟက်တူဟက်အရဆစ်ဇလန်အသင်းတပွဲနိုင်၃ပွဲတည်ရလက် ထွက်သားတယ်အမှန်ရရောပြန်ဆိုင်မှုရရောဆွစ်ဇာလန်ကဂရုထိန်မှာ၃မှတ်အတန်းနဲ့ယက်တိနေတယ်ဆိုပေမဲ့ဒီဘွဲကိုဆွစ်ဇာလန်တို့ကမဖြစ်မနေနဲ့အနိုင်ကန်သွားဖို့ရှိနေတယ်နောက်ဆုံး၅ဘွဲမှာဆွစ်ဇာလန်တို့၄ဘွဲဆက်အနိုင်ရရှိထားပြီးတော့တဘွဲသာတည်ကြထားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ကိုဆိုဖိုအနေနဲ့၃ဘွဲနိုင်တဘွဲတည်ရတဘွဲရှုံရလက်နဲ့ဒုတိယနေရာကနေ play off ရမယ်ပေါ့ဗျာကိုဆိုဖိုအနေနဲ့3 4 1 2ကစားခွင့်နဲ့ဘွဲထက်လာနိုင်ွယ်ရှိပြီးတော့ဆွစ်ဇာလန်ကတော့4 2 3 1ပုံစံနဲ့ဘွဲထက်လာနိုင်တယ် ခြေရဆိုရင်တော့ကျွန်တော်ဆွစ်ဇာလန်ကိုပို့ကြိုက်တယ်ဂိုးပေါင်းလေးဆိုရင်တော့ကျွန်တော်ဂိုးဘော်လေးကိုရွေးချယ်ပေးတင်ပါတယ်ဗျအဆုံးထိကြည့်သွားပြီးတဲ့အတွက်ညီကိုတို့တယောက်စီတိုင်းကိုခြေစုတင်ပါတယ်တပွဲကောင်းလေးတွေမောင်းတွဲလေးတွေလည်းတင်ဆက်ပေးတော့မှာလို့ကျွန်တော်ရဲ့ Telegram Channel လေးကို Like and Follow လုပ်ထားပေးကြပါဗျ